အားလုံးပဲမင်္ဂလာပါရှင်။ Audio Boat by Outdoor Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ရွှေဒဂုံတိုက်ကခုနှစ်ရယူခဲ့သူဆိုတာကိုစီစဉ်တင်ဆက်သွားပါမယ်။1985ခုနှစ်ကကျွန်ုပ်ဒီဆယ်တန်းကျောင်းသားခရစ်ယာန်ဘာသာဝင်ဖြစ်ပါတယ်။ဘီလင်းမြို့ရွှေရင်တုံကျောင်းမှာနွေရသည့်အထိတ်ထန်စခန်းဝင်ခဲ့ပါတယ်။အကျုံနဲ့ဆရာဦးအေဟန်ကဆယ်တန်းကျောင်းသားအယောက်20ခန်းနဲ့ဖြစ်ပါတယ်။ ရောဘာဘင်နေဖုံးအုပ်နေတဲ့တရားကျောင်းကလျှက်စစ်မီလုံးဝမရှိလို့ညဘက်မှာအရန်ကိုမှောင်မိုက်နေပါတယ်။ရင်းနှံစီမီအိမ်ဖျောင်းနိုင်တို့ကို အလင်းရောင်ပြပြလေးပဲရှိတယ်။လက်နေတက်မီကလည်းကျွန်ုပ်တို့ခေတ်ကအလွန်ရှားပါတယ်။ဖျောင်းကိုရှင်မခိုးနဲ့ဖုံးကြီးကိုလည်းရှင်မခိုးနဲ့တရားပဲထိုင်ရင်ရတယ်လို့ပြောလို့လိုက်ခဲ့တာပါ။တရားဟောပြီးတဲ့နောက်မှာဆရာတော်ကပြန်ကြောက်သွားပါတယ်။ ည6နာရီနဲ့7နာရီတရားထိုင်တဲ့အချိန်ဖြစ်ပါတယ်။ပါရမီနှုသေးတဲ့ကျွန်တော်တို့ចောင်းသားတွေအားလုံးကတော့9နာရီထွင်တရားကဖြုတ်ပါတော့တယ်။ကျွန်တော်လည်းတရားဖြုတ်တော့မယ်လို့ကြံရွယ်လိုက်စင်မှာဓမ္မယုံအနောက်ကနေပြီးတော့အရက်မြင့်တဲ့လူဖြူကြီးသုံးကဓမ္မယုံတကားကိုငုတ်မိဝင်လာတာကိုကျွန်တော်ရဲ့စိတ်ထဲမှာမြင်နေရတယ်။မျက်နှာတွေကလည်းကြောက်စရာကောင်းလာတယ်။လက်ထဲမှာခရစ်ယာန်ရဲ့အမှတ်အသားလောဝတ်တက်ကန်အကြီးကြီးတွေကိုကျိုးနဲ့ဆွဲထားတယ်။ ဓမ္မယုံထဲကိုပြေးဝင်လာတော့တယ်ကျွန်တော်ရဲ့လေမင်းကိုတယောက်ကညှက်တယ်ကျန်တဲ့နှစ်ယောက်ကကျွန်တော်ကိုလက်တစ်ဖက်စီကနေချုပ်ထားတယ်အသက်ရှူလို့မရတော့ပါဘူးယုံလို့လည်းမရတော့ဘူးအားကိုးစရာဖြစ်လို့ဆရာ့ဟိုတာအော်ခေါ်ရပါတော့တယ်ကျွန်တော်လေပင်ကိုဝိုင်းညစ်နေတယ်လို့အကျဉ်းချင်းအော်ဟစ်နေမိတော့တယ်။မျက်လုံးကလည်းတဖြည်းဖြည်းဝေးဝါးလာတယ်။သေတော့မယ်လို့ထင်နေတယ်။ဆရာကတရားထိုင်နေရတဲ့ဝုန်းကနေထပြီးယောဂီသုံးနဲ့အတူကျွန်တော်ပတ်လေမှာဆက်ဝိုင်းပုံဝိုင်းထားပြီးတော့ဗဇက်ကလည်း အားလုံးအာနာပါနအရှုစဉ်ပြင်းပြင်းရှုလို့ပြောပြီးသူကိုယ်တိုင်အရှုဆောင်ကိုတင်တော့တယ်။ကျွန်တော်ကိုတက်နေတဲ့ခရစ်ယာန်တရေကြီးသုံးကောင်ကကျွန်တော်အနားနေပြီးတော့အရှုဆောင်ကြောင့်ဖယ်ပေးလိုက်တယ်။ဒေါသဖြစ်လွန်းလို့ကျွန်တော်တို့အားလုံးကိုရံပြုတ်ဖို့ထပ်မံကြိုးစားကြပါရယ်။အဲ့ဒီအချိန်မှာအာနာပါနအရှုဆောင်တင်နေတဲ့ဆရာတော်ကြောင့်နောက်ပြန်မလဲနိုင်မဲပြင်းထန်လွန်းတဲ့အားတစ်ခုကသူတို့ကိုစောင့်တုံးလိုက်တယ်။နာကျင်စွာနဲ့အော်ဟစ်ပြီးလွင့်စင်ကုန်တို့ကြောင်းဝင်းအပြင်ဘက်ကို ရောက်သွားတော့တယ် ဓမာယုံနေ့မှာတော့ရင်နန်စီမိအိမ်တလုံးရဲ့အနည်းရောင်ကလေးဒါရှိပါတယ်။နာကျင်လွန်းလွန်းကြောက်အလန့်အားနဲ့အော်ဟစ်နေခဲ့တာကြောင့်တရားထိုင်နေတဲ့ယောဂီတွေအကုန်တရားဖြုတ်ကြရတယ်။ကျွန်တော်ကအော်ဟစ်ပြီးတော့ကြောက်ရွံ့နေလို့ဆရာကကျွန်တော်ကိုအားပေးရင်နောက်နေ့မှာကျွန်တော်ဆုံးဖြတ်လိုက်တယ်ဗုဒ္ဓဘာသာဝင်ဖြစ်ကိုကူပြောင်းမှုဒေါံလဘတ်ကိုရင်ဝစ်ခဲ့တော်တယ်။1989ခုနှစ်မှာတင်းညံအတိတ်တန်းမော်ဘီသဲအင်ကူမှာကျွန်တော်အသေးအချီတရားအားထုတ်ပါတော့တယ်။ ဆယ်တန်းចောင်းသားចောင်းသူအများပြလာတယ်ဆရာက၃နှစ်အတိတ်တန်းအောင်တဲ့လူစုပေးမယ်လို့ပြောတယ်ဘေးကနေလည်းအားပေးခဲ့ပါတယ်အဲ့လိုနဲ့ကျွန်တော်က၁၈နှစ်အတိတ်တန်းကိုအောင်ခဲ့တယ်ဝေဒနာအကျဉ်းစားအလက်စားတွေကိုကြော်ဖြတ်ပြီးတော့အတုပကမ္မထံကိုလည်းကျွန်တော်မိခဲ့ပါတယ်ကျွန်တော်ရဲ့အတိတ်ဘဝကိုလည်းကျွန်တော်သိခဲ့တယ်ကျွန်တော်လာခဲ့တာကရွှေကုံဖျားကနေပြီးတော့ခွင့်ယူပြီးလာခဲ့တာကိုထင်ရှားစွာပြန်မြင်ရပါတယ်ညီကိုမောင်နှမတွေကိုလည်းတွေ့ဆုံရတယ်နှောကုန်းကျွရမှာဂျပန်ခေတ်ကာလကတည်ဆုံးပြီး ဥစ္စာဆောင်ဖြစ်ခဲ့တယ်။အဲ့ဒီပစ္စည်းတွေကို တူးယူပြီးအမျှဝေဖို့အလှလှုပ်ဖို့တွေပြောတာတွေကိုကြုံရတော့တယ်။အထိတ်ထန်အောင်ပြီးတဲ့နောက်တလမှာတော့ည9နာရီလောက်တောင်ဥက္ကလာပရုပ်ရှင်ရုံအနီးညနေဘက်လမ်းလျှောက်နေတော့မှာရွှေရင်တုံကျောင်းမှာကျွန်တော်ကိုအသေးသက်ခဲ့တဲ့ခရစ်ယာန်တရေကြီး၃ယောက်ကိုကျွန်တော် မြင်ရတယ်။မျက်နှာချင်းဆိုင်ကျွန်တော်နဲ့လမ်းလျှောက်လာတယ်။ကျွန်တော်လည်းချက်ချင်းပဲအာနာပါနာသမာဓိဝင်စားလိုက်တယ်။သူတို့တက်လို့သိရင်လည်းကောင်းတာပဲလို့စိတ်ကို ဒုံဒုံချလိုက်တယ်။လေဘက်မှာခရစ်ယာန်လက်ဝက်ကတိုင်ကြီးတွေအကြီးဆုံးဆွဲထားတဲ့တရေကကျွန်တော်နှစ်ဖူးကိုလက်ဖွားနဲ့အသေးရိုက်တော့တယ်။ပြင်းထန်တဲ့နာကျင်မှုကိုဝေဒနာဟုမှတ်ယူပြီးတော့အရှူဆန်းကိုချက်ချင်းတင်တော့တယ်။အရှူဆန်းဖြည်းဖြည်းချင်းရှူခြင်းအလေလက်ရှူခြင်းပြင်းပြင်းရှူခြင်းကသုံးမျိုးစလုံးကိုကျွန်တော်သိင်းကိုကြောင်းမှာတရေတရားကျင့်ခဲ့လို့သမารိချက်ချင်းဝင်စားတတ်တယ်။အရှူသမารိကိုအချိန်ပြင်းပြင်းမြင့်လိုက်စဉ်ဘာကိုမှမသိတော့ဘူး။ကျွန်တော်ကလူပေါင်းများစွာအရှိမပဲပြစ်လဲသွားတော့တယ်။ အတူပါလာတဲ့တငယ်ချင်းကချက်ချင်းကျွန်တော်ကိုစေယုံကြီးကိုပို့ပါတော့တယ်။စေယုံရောက်တော့ဆရာဝန်ကြီးကကုသလို့မရတော့တဲ့နှလုံးရောဂါလို့အမိတက်ခဲ့ပါတယ်။ကျွန်တော်မိခင်နတ်စမကြီးကကျွန်တော်ဘေးမှာတစ်ချိန်လုံးမျက်ရည်နဲ့မျက်ခွက်ငိုနေရှာတော့တယ်။စေယုံမှာတလကြော်တာဘာမှမသိပဲမေ့မျောနေပြီးတဲ့နောက်မှာကျွန်တော်သတိပြန်လဲရလာတယ်။ဘေးမှာဖြစ်တဲ့အမိကตาตรีเล่นနေတာတလကြော်ပြီးအားလုံးကမရှင်နိုင်တော့ဘူးလို့ထင်နေကြတယ်လို့ပြောတယ်။ အမေရတာတလှကြောလို့ပြောတာသားရဲ့စိတ်ထဲမှာတော့အာနာပါနအရှူဆန်း၃နာရီအထိတန်ဝင်နေတာအခုပဲအထိတန်ပြေလို့ထလာတာဒါဆိုသားရဲ့ရင်ဘက်ပေါ်မှာပေါ်နေတဲ့လက်ရာကြီးတွေကဘာဖြစ်လို့လဲတဲ့အဲ့တော့မှကျွန်တော်လည်းအเจ้าဆုံးရှင်းပြပြီးအိမ်မှာကျွန်တော်ကိုဗုဒ္ဓဘာသာဝင်တူဦးဖြစ်နေတိုင်းခွင့်ပြုဖို့အမေကို တောင်းပန်ရတာပါတော့တယ်အမေကလည်းခွင့်ပြုလိုက်ပါတယ်ကျွန်တော်ကအရှုံးနဲ့အမြင်ရခဲ့ပါပြီ ရွှေဒဂုံဖျားမှာခွင့်နှစ်ရက်ပြည့်လို့ရှိရင်လူပြေမှာအနည်း20ပြည့်ရင်ကျွန်တော်ကို ခေါ်လို့မရတော့ဘူးကျွန်တော်ရဲ့နှစ်ဖူးမှာလူပြေမှာနေထိုင်ခွင့်မရှိတော့တဲ့သူဂတိပြတ်သူဆိုတဲ့အမှန်အသားကိုရိုက်နှိတ်ခံရခြင်းကြောင့်နှလုံးရောကကြီးမားစွာခံစားရပါတော့တယ်ကျွန်တော်ဟာခံစားရတိုင်းအာနာပါနကမ္မထမ်းကြောင့်လားအကျဉ်းချင်းတေထွင်းကနေလွတ်ခဲ့ရပါတော့တယ်ခင်ဗျာ